အရင်ပိုင်းမှာဝန်လင်းတယောက်တင်မျိုးတယောက်လိုဖြစ်ခဲ့ရပြီးတော်ပုံးတမရတွေရဲ့ဖန်ဆီးနှိပ်စက်ခြင်းကိုခံခဲ့ရပေမဲ့ကံကောင်းထောက်မှစွာဖြင့်လွတ်မြောက်ခဲ့ပါတယ်။ကျင့်ကြံစင်တွေကိုလည်းအစကနေပြန်ကျင့်ရပြီးအရင်မြစ်ပေါ်ရဖို့အတွက်ဝိညာဉ်တန်ဆင်ကိုင်းကြီးစီကိုထွက်လာခဲ့လိုက်တာနဲ့အဆုံးသတ်ထားပါတယ်။ဒီပိုင်းမှာတော့ဘလူးနဲ့ဆိုးပိုးဘေးကဆိုးရွားတဲ့တံရတွေနဲ့ဂိုင်းစီပြန်ရောက်လာတာကြောင့်အကြီးကဲတူကဆိုးရင်စွာသတင်းမေးလိုက်ပေမဲ့ခန္ဓာကိုယ်လူယူခံလိုက်ရပါတော့တယ်။ ။ဒီနီလန်းကိုအသုံးပြုခြင်းအဖြစ်အသက်ရှင်နိုင်သွားခဲ့ပေမယ့်နဆိုးကလေးငယ်ရဲ့အသေးချေတိုက်ခိုက်မှုကြောင့်အသွေးသားပျက်စီးသွားရသလိုမူလစိတ်ဝိညာဉ်လည်းအလွန်အမင်းထိခိုက်ခဲ့ရပါတယ်။နဆိုးကလေးကအရန်အဆွန့်ထက်လွန်းလာကြောင့်မြောက်ပိုင်းအစွန်းမှရှိတဲ့မီလီယံနယ်မြေကိုမျှခေါ်သွားခဲ့ပြီးတဘာဝတားမြစ်ချက်တွေနဲ့ချုံနှောင်ထားခဲ့လို့သာအခုလိုမျိုးလွတ်မြောက်နိုင်ခဲ့တာပါ။ဒီတစ်ခေါက်လှူရှာမှုမှာဝလင်းကိုဖမ်းမိခြင်းမရှိခဲ့သလိုတက်တန်တဝက်ကုံဆုံးသွားခဲ့ပေမဲ့လည်းကောင်းကင်ဘုံသားပြန်ရလာခဲ့တာကြောင့်အစိုးရကအကောင်းဆိုပြီးဖြေသိမ်းလိုက်နိုင်ပါတယ် ဓာဝဉ္ဉ်ကိုခေါ်ထုတ်လိုက်တဲ့အခါရှုလီကောတယောက်ဘူမတိကိုမတိအပြင်ရောက်လာခဲ့ရပြီးဘိုးဘေးဖြစ်သူရဲ့စွမ်းအားကိုခံစားမိလိုက်တာနဲ့အသက်ချမ်းသာပေးဖို့ဒူးထောက်တောင်းပန်ပါတော့တယ်။ပြီးတာနဲ့ရှုလီကောတို့ထုံးစံအတိုင်းဝမျိုးရိုးနဲ့ကောင်ကသူ့ကိုဖိအားပေးခိုင်းစေတယ်လို့အယိုးတဲ့အသားတွေကနေမုံတိမိနေတာဖြစ်ကြောင်းဝလင်းမကောင်းကြောင်းပြောပါတော့တယ်။ညာတော်အဖင်ဓာဝဉ္ဉ်တွေဟာတခင်ဖြစ်သူပေါ်တစ္ဆာဆောင်တိတက်ကြတာကြောင့်ရှုလီကောသာညှင်းဆက်နေမယ်ဆိုရင်ဘိုးဘေးဖြစ်သူကယိုယိုချိုးချိုးဖြစ်သွားအောင်ပုံစံပေးတော့မှာပါ။ ဒါကိုသိတဲ့ရှုလီကောကလည်းလက်တလောအတိမခံရအောင်ရှောက်ပြောလိုက်တာဖြစ်ပြီးဒီစကားကြားတဲ့အခါတခြားသူတွေနဲ့ကွဲပြားတဲ့အပြင်စိတ်ဝင်စားဖို့ကောင်းတဲ့ဒါဝိညာဉ်ဆိုပြီးဘိုးဘေးဖြစ်သူလည်းလွတ်ပေးလိုက်ပါတော့တယ်။ကောင်းကင်ဘုံသားဟာအစွမ်းထက်ရတနာဖြစ်တာကြောင့်ဒါဝိညာဉ်ကလည်းနတ်ဖျားအဆင်ပြေရမယ်ဆိုပြီးစိတ်ကျဉ်နေသွားတဲ့နောက်သူ့ခန္ဓာကိုယ်ကကောင်းမွန်နေစေဖြစ်လို့စိတ်ချရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့အတူရှုလီကောကိုချိတ်ပိတ်ပစ်လိုက်ပါတယ်။ ဒီနေ့ကနေစပြီးရှုလီကောဟာဘိုးဘေးဖြစ်သူရဲ့ဓာစိတ်ဝိညာဉ်ဖြစ်လာရပြီးလှဲစားတာမျိုးလုပ်မိရင်တော့အသေးသက်ခံရမယ်လို့ချိန်ချောက်လိုက်တဲ့အခါတသက်လုံးတစ္ဆာဆောင်တိမှဖြစ်ပြီးဖောက်ဖျက်မိခဲ့ရင်တော့နဆိုးတတောင်းဝမျိုးချင်းကိုအလူးလဲခံရပါစေဆိုပြီးမတီးတဲ့ကတိတွေပြန်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ရှုလီကောကိုဓာထဲထည့်သွင်းလိုက်ပြီးဘိုးဘေးဖြစ်သူကလည်းမူလစိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ပြန်ကောင်းလာတဲ့အထိဂူအောင်ကျင့်ကြံတော့မှဖြစ်တယ်လို့အစဉ်သင့်ဖြစ်ပြီဆိုတာနဲ့ဝလင်းစီနောက်တစ်ခေါက်ရှာဖွေကြမှာဖြစ်ပါတယ်။ ကောင်းကင်ဘုံသားထဲမှာတော့ဂျိုဆိုးကောင်ရဲ့မင်းငါကိုဘယ်တော့လာခဲ့မှလဲဆိုပြီးရှုလီကောတယောက်အော်ဟင်းငိုယိုနေတဲ့အချိန်ဝက်လင်းကလည်းဝိညာဉ်တက်ဆင်ကိုင်းစီပြန်တန်းရောက်ရှိလာခဲ့ပါတယ်။ဖီလူတိုင်းပြည်ထဲမှာတည်ရှိတဲ့လှုပ်ဝက်ဆန်းကျဲကိုင်းတစ်ခုဖြစ်ပြီးတပည့်အရင်ခေါ်ယူတာမျိုးမရှိခဲ့သလိုဝင်ကျင်တဲ့လူတွေဘက်ကနေဝိညာဉ်ကြောက်တုံးပေးလိုက်တာနဲ့ဂိုင်းသားတယောက်ဖြစ်လာနိုင်ပြီးကြင်ကြံဘိုလ်ကူးအိမ်တော်တစ်ခုလည်းသူ့အလိုလိုရရှိလာနိုင်အောင်ပါ။ ဝင်ဖို့လို့ကြီးလိုက်တဲ့အခါဂိုင်းအစီရင်ထွက်ပေါ်လာသလိုသူတို့ဂိုင်းကိုဘသူကျူးကျော်တာလဲဆိုပြီးအကြီးကဲတယောက်လည်းမဆိုင်မတွားရောက်ရှိလာတဲ့အခါဝလင်းလဲမျက်နှာချုပ်သွေးလိုက်ပြီးသူ့အနေနဲ့ဂိုင်းဝင်ချင်းယုံတာဖြစ်ကြောင်းရိုင်းပြမိတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးအကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။ဝလင်းကတကူတော်ချင်းကျန်သူဆိုပေမဲ့အုံမြင့်တိဆောက်ချင်းအဆင့်ဖြစ်တာကြောင့်ထူးချွန်သူတယောက်ဖြစ်မှန်သိလိုက်ရပေမဲ့အပြင်ဂိုင်းသားရွေးချယ်ပြီးသွားပြီဖြစ်လို့နောက်တစ်နှစ်ကြာမှပဲပြန်လာခိုင်းလိုက်ပါတယ်။ ဒီဖြေကိုခံမှန်းထားတဲ့ဝက်လင်းကလည်းသူ့စီမှာတင်းစီထားပြီးမထီးရမကန်ရဖြစ်နေတဲ့ဒါကောင်တလက်ရှိတယ်ဆိုပြီးလက်ပေးလက်ယူလှုပ်လိုက်တဲ့အခါဒီလောက်ကောင်းတဲ့အရာကိုဘယ်ကရလာခဲ့တာလဲဆိုပြီးတစ်ဖက်ကလည်းစိတ်ဝင်တစားမေးကြည့်လာပါတယ်။ဒီမေကွန်းကိုတော့အမျိုးတစ်ဖွဲ့တည်ခြင်းအဆင့်ရှိတဲ့ကြင်ကြံသူတယောက်ကိုဒဏ်ရာရနေတဲ့အချိန်တုန်းကပြုစုဆောင်ရှောက်ပေးခဲ့တာကြောင့်သူပြန်ကောင်းလာတဲ့အခါကျေးဇူးတုံးပြန်သွားခဲ့တာပါဆိုပြီးရိုးရိုးသားသားနဲ့လင်ညာဖြေလိုက်ပါတယ်။ သူအစ်စ်နဲ့အတုံးမပြူနိုင်တာကြောင့်အကြီးကဲဖြစ်သူကိုပေးတာဆိုပြီးပြောတော့အကြီးကဲဖြစ်သူလည်းအိုင်တင်ခံမနေတော့ပဲချက်ချင်းလက်ခံလိုက်ပြီးတာနဲ့အခွင့်အရေးတစ်ကြိမ်ပေးမယ်ဆိုပြီးတားမြစ်ချက်တွေဖြည့်ရှင်းလိုက်ကဂိုင်းနဲ့ခေါ်ဆောင်သွားပါတော့တယ်။ဂိုင်းနဲ့ဝင်လာလိုက်တဲ့အခါဂိုင်းသားတထောင်ကျော်လောက်ကိုလိုလီသေးမရှိထောက်ပံ့ပေးထားနိုင်တဲ့အထိဝိညာဉ်စွမ်းအားများပြားလွန်းလာကြောင်းဝန်လင်းအကျိုက်ဖြစ်သွားရတဲ့နောက်အကြီးကဲခြံစီရောက်လာကြပြီးဝိညာဉ်ကြောက်တုံးထုတ်ပေးကဝန်လင်းကိုအပြင်းစီးဂိုင်းသားအဖြစ်လက်ခံခိုင်းလိုက်ပါတယ်။ တဖက်ကလက်ခံလိုက်တဲ့အခါဆန်နီအဖိုးကြီးကလည်းဒူလန်တစ်လျှောက်လုံးဝိညာဉ်ဆိုးတွေစူးစောင်းနိုင်ခဲ့တာကြောင့်ဝိညာဉ်လံတန့်စင်လိုက်အောင်မယ်ပြီးသွားတဲ့အခါကျရင်အရက်တူတူတောက်ကြမယ်ဆိုပြီးဝက်လင်းကိုအထားခဲလိုက်ပါတော့တယ်ဆန်နီအဖိုးကြီးဟာအကျိုးမရှိရင်ဝင်မပါတတ်တဲ့အတွက်သူ့ကိုဗာပေးခဲ့တာလဲဆိုပြီးမေးတဲ့အခါဓာတ်တလက်ဖြစ်ကြောင်ပြန်ဖြေလိုက်တဲ့နောက်မှာတော့တနစ်ကိုအလဲလဲဝိညာဉ်ကြောက်တုံးတုံးနဲ့1090မြောက်ကူကိုအကြီးကဲချန်ကအကြံစိုးကြီးနဲ့ပေးလိုက်ပါတယ် အာယုံခံကြည့်လိုက်တဲ့အခါဝိညာဉ်စွမ်းအားနဲ့ပါလွန်ပြီး၆ကလွန်နေတာကြောင့်ဝိညာဉ်စွမ်းအပြည့်ဝရနဲ့လဲပေးဖို့ရှောက်ထားကြည့်လိုက်တော့ကျင့်ကြံမှုလမ်းစဉ်ဆိုတာကတဆင့်ကျင်သွားရတဲ့အကြောင်းအလန့်ကျဲလွန်ရင်အလဲလက်တက်တယ်ဆိုပြီးအကြီးကဲဖြစ်သူကလည်းလိုချင်တာမရသေးတဲ့အတွက်ဇက်သေးရှိရာရှောက်ပြောပါတယ်။ဒါကြောင့်ဝလင်းကဝိညာဉ်လန်ကြောင်းမေးလိုက်ပြီးတန်ဖိုးရှိတာလေးထုတ်ပေးလိုက်မှအကြီးကဲဖြစ်သူလည်းအချိုးပြောင်းဖိုးကောင်းဖြစ်သွားခဲ့ပြီးတည်ကျင်တာမှန်သမျှကိုမချွေးမချန်ရှင်းပြပေးပါတော့တယ်။ ဝိညာဉ်လန်ဆိုတာကဂိုင်းရတနာတစ်ခုဖြစ်ပေမဲ့အတွင်းကိုင်းသားဖြစ်တဲ့အခါကျမှလေးလာစမ်းသပ်နိုင်မှာဖြစ်လို့၃နှစ်တကြိမ်ကျင်းပတဲ့အပြင်စီးပြိုင်ပွဲကြီးကိုချန်ပီယံဖြစ်ဖို့လိုအပ်တယ်ဆိုပြီးအကြီးကဲကဆိုပါတယ်။အကြီးကဲကိုယ်တိုင်လည်းအတွင်းကိုင်းသားဖြစ်မလာခဲ့တာကြောင့်အပြင်ကိုင်းမှာပဲအကြီးကဲဆက်လုပ်နေခဲ့ရပြီးအခုချိန်မှာတော့ပြန်တွေးလေရင်နာလေးဖြစ်နေရပါတယ်။ဒါကြောင့်ဝိညာဉ်လန်ကြောင့်အသေးစိတ်ပိုသိချင်ရင်အတွင်းကိုင်းသားဖြစ်ဖို့လိုအပ်ပြီးနာမည်ဘယ်လိုခေါ်ရမလဲမေးတဲ့အခါချင်းမှုလို့ခေါ်ကြောင်းနာမည်အစ်စ်ထက်သုံးလိုက်ပါတယ်။ တစ်ဖက်မှာလည်းရှိုမေကဝလင်းသွားမှုတဲ့နေရာတွေကိုခြေအားကောက်ရှာဖွေနေပေမဲ့ရိတ်အမွက်လေးကိုတောင်ရှာမတွေ့နိုင်ခဲ့ပါဘူး။အကြီးကဲချန်ခေါ်လာတဲ့နေရာကကြေးမြောင်းလွန်းတဲ့ဆိုပေမဲ့ဝိညာဉ်ဆွမ်းအပ်ပုံများတာကြောင့်ကျင့်ကြံရကူအိမ်တော်ကအဆင်ပြေသွားခဲ့ပြီဆိုပေမဲ့ဝိညာဉ်တန့်စင်ကိုင်းမှာမကောင်းတဲ့အကျင့်စီတွေရှိနေနိုင်လောက်တယ်ဆိုပြီးမတိစိတ်ကခံစားမိနေခဲ့ပါတယ်။လက်ပတ်စစ်ဆေးကြည့်တဲ့အခါဝိညာဉ်ဆွမ်းအားတွေကိုအလေးလွဲမရှိအောင်စူးစီးပေးနိုင်စွမ်းရှိတဲ့အစီရင်တစ်ခုမြင်လိုက်ရတဲ့နောက်တားမြစ်ချက်ထဲကနေခွင်းသလင်းကြောက်ကိုအပြင်ထုတ်ယူလိုက်ပါတယ်။ ကျွမ်းကျင်မှုရှိပေမဲ့စွမ်းအားရှိမနေတာကြောင့်ခက်ခက်ခဲခဲစူးစမ်းပြီးမှအောင်မြင်သွားခဲ့ရပြီအဲ့ဒီနောက်မှာတော့ကူအိန်တော်ထဲမှာရှိနေတဲ့ဝိညာဉ်စွမ်းအားတွေကိုအကုန်ပြောင်းအောင်စုပ်ယူလိုက်တဲ့အခါခြေတစိမ့်အမတ်အသားလည်းမိမ့်မိန်ပြောက်ကွယ်သွားပါတော့တယ်အပြင်ထွက်လာတဲ့အခါလေယူတုံတုံတိုက်ခတ်နေခဲ့ကခြေတော်သူကိုလွန်ဆွေးနေခဲ့ရတယ်လို့ဒီလိုမျိုးသတိရမှုတွေကြောင့်ပဲအချိန်ခွန်နှစ်အတွင်းမှာအစစ်မြင့်မြန်ချိုးဖျက်ရမယ်ဆိုပြီးတန်တိတ်ထန်ချလိုက်နိုင်ပါပြီ ဒီအချိန်မှာပဲဝိညာဉ်ဆွမ်းအများစွာကနေရာတစ်ခုထံစုစည်းနေတာကြောင့်တွားရောက်စစ်ဆေးကြည့်တဲ့အခါကြင်ကြံသူတယောက်ရှိနေတဲ့ဂူအိန်တော်တလုံးဖြစ်မှန်းသိလိုက်ရပြီးတားမြစ်ချက်တွေဖြေရှင်းမလို့စ조사ကြည့်လိုက်ပေမဲ့အကြီးကဲချန်ရောက်လာခဲ့လို့အကြံစီပြတ်သွားရပါတယ်။ဝက်လင်းကိုမြင်တဲ့အခါအချိန်၃လအတွင်းအုံမြင့်တိဆောက်ချင်းနှောင်းပိုင်းအဆင့်ထိရောက်ရှိသွားခဲ့တာကြောင့်အကြီးကဲဖြစ်သူလည်းအလွန်အံ့အားသင့်သွားခဲ့ရပြီးဝက်လင်းစီမှာစမ်းကြဲတဲ့တိုင်းကျင့်စဉ်ဒါမှမဟုတ်အဖိုးတန်ရတနာတစ်ခုရှိရမယ်ဆိုပြီးမှတ်ယူထားလိုက်ပါတယ်။ အကြီးကဲကိုတိုင်ကအမြူတီအဆင့်သာဖြစ်လို့တိတ်မကြခင်ဝက်လင်းကသူ့ကိုလိုက်မိလာနိုင်တယ်လို့အပြင်စီးပြိုင်ပွဲနိုင်ရသွားပြီးအတွင်ကိုင်းသားဖြစ်လာနိုင်ခြင်းများမဲ့သဘောပေါက်သွားတဲ့အခါဝိညာဉ်တန့်စင်ကိုင်းဟာအောင်းနိုင်သူကပြင်ဖြစ်ပြီးရှုံးနိမ့်သူကိုတော့တည်တည်ရှင်းရှင်းဂယုမဆိုင်ဘူးဆိုတဲ့စီးမြင်တစ်ခုကိုရှင်းပြလာခဲ့ပါတယ်။အကြီးကဲဖြစ်သူဟာနောက်ပိုင်းကျရင်ပြဿနာဖြစ်လာစေနိုင်မှန်းကောင်းကောင်းနားလည်ထားပေမဲ့ဝက်လင်းနေနဲ့ကမူလစိတ်ဝိညာဉ်ထိခိုက်ထားလို့ကြင်ကြံစင်ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပါဘူး။ စကားနဲ့ငယ်ပြောပြီးနှုတ်ဆက်ထွက်သွားတဲ့အခါဝလင်းရိပ်မိထားသလိုမျိုးအကြီးကဲချန်ဟာအတွင်ကိုင်းကိုဝင်ရောက်ချင်တဲ့အတွက်ဝလင်းစီကနေအစင်းမြင်မြင်တက်နိုင်တဲ့လှုပ်ဝက်ချက်နဲ့ပတ်သက်ပြီးလောဘစိတ်တွေဖြစ်နေကြရပါပြီ။ဒီလိုနဲ့ညံ့ရောက်တဲ့အခါအကျန်စီကိုအကောင့်ထဲပို့ဖို့အကြီးကဲချန်တယောက်ဝလင်းကျင့်ကြံရာကူစီရောက်လာတဲ့အခါတကားဖွင့်ထားတာကိုမြင်လိုက်ရတာကြောင့်ထူးဆန်းသလိုခံစားရပေမဲ့ငချွတ်လေးတကောင်ကိုလွယ်လွယ်ကူကူတက်ပြစ်နိုင်တယ်ဆိုပြီးအထဲဆက်ဝင်လာခဲ့ပါတော့တယ်။အထဲရောက်တာနဲ့တကားပိတ်သွားခဲ့ပြီးဝလင်းသူ့ကိုစောင့်နေတာမြင်တော့ အပြင်းစီးတစ်ဘက်တယောက်ဒေသလားရှင်သလားဆိုတာကိုဂိုင်းကစိတ်ဝင်စားခြင်းမရှိတာမို့ကြင်ကြံဤစနစ်ကိုထုတ်ပေးခိုင်းပါတယ်။ကောင်းကောင်းမွန်မွန်ထုတ်ပေးမယ်ဆိုရင်တော့အသက်ရှင်ခွင့်ပေးမှဖြစ်ပေမဲ့ဝက်လင်းဘက်ကလှုပ်ရှားခြင်းမရှိတာကြောင့်လူကိုတက်ပြီးပစ္စည်းလူယူဖို့လုပ်တဲ့အခါဒါမြင့်အလံနဲ့အလွယ်တကူတားဆီးထားလိုက်ပါတယ်။ဒါကိုမြင်တော့ယေဒနာပစ္စည်းတွေအများကြီးရှိနေတာပါလားဆိုပြီးလောဘစိတ်ပိုတက်လာခဲ့ပြီးဓာစီရင်တွေနဲ့ပါထပ်မံတိုက်ခိုက်လိုက်ပေမဲ့လည်းရလက်ကတော့ထူးခြားသွားခြင်းမရှိခဲ့ပဲမင်းငါးတားမြင့်ချက်တွေကြောင့်အသက်ခံရမယ့်လူကိုယ်တိုင်ကအကြီးကဲပြန်ဖြစ်သွားခဲ့ရပါတယ်။ သူ့ကိုတက်ပြစ်လိုက်မယ်ဆိုရင်ဂိုင်းကလွတ်မပေးဘူးပြောနေပေမဲ့အပြင်စီးတစ်ဘက်တယောက်ကိုဘသူကမှစိတ်ဝင်စားခြင်းမရှိဘူးဆိုပြီးဖင်းကြီးဖြက်စီးပြစ်လိုက်ပြီးထွက်ပေါ်လာတဲ့အမျိုးတွေကိုလည်းဝါမျိုးပြစ်လိုက်ပါတော့တယ်။ပြီးတာနဲ့သူစိတ်ဝင်စားနေခဲ့တဲ့ကျင့်ကြံကူစီပြန်ရောက်လာပြီးအတားစီးကိုအတင်းချိုးဖြက်လိုက်တယ်လို့အထဲကကျင့်ကြံသူကိုလည်းတိုက်ခိုက်ခွင့်လေးတောင်မပေးဘဲချိတ်ပိတ်ပြစ်လိုက်တဲ့နောက်မှာတော့ဝိညာဉ်ကြောက်တုံးများစွာရှိတဲ့ဝိညာဉ်ကြောမိုင်းတွင်တဲကိုဝင်ရောက်လာနိုင်ခဲ့ပါတယ်။ တဘာဝအတိုင်းဖြစ်နေတာမို့ဝိညာဉ်စွမ်းအင်များစွာရှိနေတယ်လို့ချိတ်စည်းတစိ့ချိုးဖြတ်ဖို့အတွက်တင်းတော်တဲ့နေရာတစ်ခုဖြစ်တာကြောင့်အချိန်ဆွဲနေခြင်းမရှိဘဲလုပ်ငန်းစတင်လိုက်ပါပြီ။နာကျင်မှုကိုတောင့်ခံရင်အကွဲချောင်းရဲ့အတွင်းအပြင်ကနေအဆက်မပြတ်တွန်းအားပေးနေပြီးထိတ်တန်းသလင်းကြောက်တွေကိုပါထပ်မံဖြည့်ဆွတ်လိုက်တဲ့အခါဒွာရကိုပေါက်ကနေသွေးတွေအဆက်မပြတ်စီးဆင်းလာခဲ့ပေမဲ့အဆုံးသတ်မှာတော့စူးစမ်းမှုရဲ့အသီးအပွင့်ကိုခံစားလိုက်ရပါတော့တယ်။ နေရာတိုင်းမှာရှိနေတဲ့ဝိညာဉ်ဆွမ်းအားတွေလည်းအဆက်မပြတ်စည်းဝင်လာခဲ့ပြီးအမျိုးတစ်ဖွဲ့တည်ခြင်းကနအူးအဆင့်ကနေနှောင်းပိုင်းအဆင့်ထိကိုမြ мян ဆန်းဆန်းတက်ရောက်နေခဲ့ပါတယ်။ထူးဆန်းတဲ့အဖြစ်ပြက်ကြောင့်တောင်ပေါက်ကွဲသွားလာလာဆိုပြီးအပြင်စီးကိုင်းတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်နေကြတဲ့အချိန်ဝက်လင်းတစ်ယောက်ကတော့အမျိုးတစ်အဆင့်ကိုဖျက်ကျော်သွားပြီးတရေသားချင်းကြံချင်းကနအူးအဆင့်ကနေတရေသားချင်းကြံချင်းအလယ်လက်အဆင့်ထိကိုချိုးဖျက်တက်ရောက်သွားနိုင်ခဲ့ပါတော့တယ်။